ဒီနေ့ညမှာရှင်မြန်ကစားမယ်ပရီးမီးယားလိပွဲစဉ်17မှာပွဲထွက်လာနိုင်ရှိတဲ့အာဆင်နယ်ကစားမ17ရောက်နဲ့နီးပြမီခေးအိုက်တာပွဲကျအင်တာဗျူးမှာဗားရီပြောခဲ့လေကျွန်တော်တို့ချက်တူတူသုံးသပ်ကြည့်လိုက်ရအောင်ပုံမှန်ဆိုရင်ကျွန်တော်ပွဲထွက်ဆက်တောက်နဲ့ပတ်သက်ပြီးတော့ပဲတင်ဆက်တာပါလေဒါပေမဲ့ဒီဗီဒီယိုကိုကြည့်ရတာတအောင်ပွဲကျအင်တာဗျူးမှာအိုက်တာဗားရီပြောခဲ့လေဒါပါကျွန်တော်တခါတည်း ဖော်ပြပေးသွားမယ်။အာတီတောက်ကိုသတင်းတောက်ကမေးတာ Green Sharker နဲ့ပတ်သက်ပြီးဘလို့အမှတ်တရတွေရှိလဲအခုဘလို့မြင်လဲပြိုင်ပွဲဖြစ်ပြမိချင်းဆိုင်ရမယ်ဆိုတဲ့ကိစ္စကိုမေးတာ။အဲ့မှာအာတာကဘာဖြစ်သွားလဲဆိုတော့ Sharker နဲ့တူတူဖြတ်တန်းခဲ့ရတဲ့မိတ္တရိုင်ကိုကျွန်တော်တန်ဖိုးထားမျက်နှိုးပါတယ်။အာဆင်နယ်ကိုဒီကစားမပြောင်းလာပြီးနောက်ပိုင်းတည်းကသူ့ရဲ့ကစားသမားဘွားမော်ပြင်ပဘွားမှာပါ special color တစ်ခုကိုသူပိုင်ဆိုင်ခဲ့ရတယ်လို့ကျွန်တော်ယုံကြည်တယ်။သူကကျွန်တော်ကိုပိုကောင်းလာစေတယ်။ကျွန်တော်ဒီပြဘွားအတွက်အထောက်အပံ့ပေးခဲ့တဲ့သူတစ်ယောက်လည်းဖြစ်တယ်။ ဘောလုံးအသင်းတစ်သင်းအနေနဲ့ရောကလပ်အသင်းတစ်ခုအနေနဲ့ပါကျွန်တော်တို့အသင်းတိုးတက်ဖို့အတွက်ရှာကာကအများကြီးကူညီပေးခဲ့တယ်။ကျွန်တော်သူ့ကိုအမြဲကျေးဇူးတင်နေပါပါ။ဆိုလိုချင်တာကရှာကာရဲ့အတွေ့အကြုံတွေရှာကာဝင်ရောက်ကစားပြီးတော့သူ့ရဲ့နီးပြဘဝမှာဟိုတချို့ leadership ပိုင်းတွေမှာအဆင်ပြေသွားတာမျိုးတွေပြီးတော့ရှာကာကဘောလုံးသမားတဦးထပ်ပို့ပြီးကလပ်အသင်းကိုကာလာရှိအများကြီးကူညီပေးခဲ့တယ်အဲ့အတွက်သူကျေးဇူးတင်နေဆိုပြီးတော့အိုက်ဒါပြောသွားခဲ့တယ်အခုတော့ပြန်ပြတ်ဖြစ်ပြန်ပြီးရင်ဆိုင်ရမှာပေါ့လေနောက်တစ်ခွက်ကျတော့ဒင်းထောက်ကမိတာကခိုင်ဘက်ဒံယားနေ ပြန်ကောင်းလာပြီလားလို့မေးတာအရင်ဆုံး तू ကျွန်တော်တို့နဲ့လေ့ကျင့်ခန်းပြန်ဆင်းနိုင်မယ့်အချိန်ကိုကျွန်တော်အချိန်ဒီစောင့်ကြည့်နေတယ်ပထမဆုံးပြန်ဆင်းနိုင်မယ့်ရတ္တရဘက်မှာ तू ပွဲချင်းဘယ်နှမီနဲ့စော့နိုင်မလဲဆိုတာကိုပဲကျွန်တော်တို့စပြီးစစ်ဆေးသွားမယ်ဒါပေမဲ့သူ့ရဲ့မှတ်တမ်းတွေကိုပြန်ပြီးကြည့်လိုက်မယ်ဆိုအရင်တော့ကသူကတော်တော်လေးကြံ့ခိုင်တဲ့ပွဲတွေအများကြီးစော့နိုင်တယ်ဒဏ်ရာမှတ်တမ်းအဲ့လောက်ထိမရှိခဲ့ဘူးဒါပေမဲ့အခုတော့ဒူးမှပြဿနာရှိနေတယ်ဒါပေမဲ့သူ့ရဲ့ဒဏ်ရာအဆင်ပြေပြီး तू လည်းအကောင်းဆုံးပုံစံပြန်ရောက်လာမယ်လို့ထင်တယ်ဆိုလိုချင်တာက ဟာဘက်ကပြန်လာကတော့နီးပြီဒါပေမဲ့ပြန်လာပြီးဆော့နိုင်တယ်ဆိုရင်လည်းချက်ချင်းပွဲတွေအများကြီးသုံးတော့မှမရှိဘဲနဲ့သူဆော့နိုင်တဲ့ပမာဏတစ်ခုပဲဖြည်းဖြည်းချင်းညီပေးသွားဖို့ရှိတယ်အရင်တော့ကကြက်ခိုင်ခဲ့ပြီမဲ့အခုဒူးဒန်ရာကသူ့ရဲ့ကစားမောက်ဘက်မှာမကြက်ခဏဒဏ်ရာနေပြန်ပြီးရနေဆိုပြီးတော့သူကပြောသွားတာဟာဘက်ပြန်လာတော့မှာပါတချို့ report တွေမှာဆိုလို့ရှိရင်လည်းဒီ20ကျော်လောက်ဆိုပြန်ပါလာမယ်ဆိုတော့ report လည်းကျွန်တော်တွေ့တယ်ဒါတော့ထားလိုက်ပါလေအခုတော့ဂျေဆုကတော့ Saucy အသင်းနဲ့ fully training စင်းရပါတွေ့ရတယ် နောက်ထပ်တယောက်ကတော့ဒါတိုက်စစ်မှုမိခင်းမိန်တို့ဆက်ပြီးသုံးမှလာဆိုပြီးတော့ဒရင်ထောက်ကမေးတာဒီနေ့မှအိုက်တာဘလို့ဖြစ်လဲဆိုတော့မိခင်းမိန်တို့ရေသွင်းမြင့်ကစားမမျိုးရှိတာကျွန်တော်တို့ကလောက်ရကိုင်းတာတော်တော်လေးလွယ်ပါတယ်ဒီနှစ်မှာဆိုလို့ရှိရင်လေတိုက်စစ်နေရာ၃နေရာထိသူ့ကိုကျွန်တော်တို့ကစားခိုင်းလို့ရတယ်၃နေရာလုံးမှလည်းသူကောင်းကောင်းလေးကစားနိုင်ခဲ့တယ်ပြီးခဲ့တဲ့ချန်ပီယံလီဂ်ပွဲမှာဆိုလဲဂိုးတွေသွင်းနိုင်ခဲ့တယ်အထူးသဖြင့်ယောဂရက်ဒန်ရနေချိန်မှာသူရှိတာတော်တော်လေးအဆင်ပြေပါဆိုပြီးတော့အာတီတာကဖြေသွားခဲ့တယ် အဲ့တော့တစ်ဖက်မှာကြည့်လိုက်မယ်ဆိုရင်မိန်တို့တိုက်စစ်မှုဖြစ်သုံးလားဆိုတဲ့မေးခွန်းကိုတော့နေရာသုံးပါဆော့နိုင်ပြီးအရန်အားကိုရတဲ့ကစားမဖြစ်တာဖြစ်တဲ့အတွက်ရှေ့ပွဲမှာသုံးနိုင်ကြီးရှေ့ဆိုပြီးတော့ hint ပေးသွားခဲ့တယ်။တကယ်လဲအခုလာမယ့်ဆန်းနန်းလက်အသင်းရဲ့ပွဲစဉ်မှာမိခင်းမိန်ကိုသုံးရင်ပို့ပြီးတော့ strong ဖြစ်တယ်။ကျွန်တော်လူငယ်လေးအနုရှိရာမှန်ပြီမဲ့ယောဂရက်လည်းပြန်မလာနိုင်သေးတဲ့အချိန်မှာအသင်းရဲ့တိုက်စစ်ကိုဦးဆောင်ဖို့ဆိုလက်ရှိချိန်မှာမိန်လိုပဲကျွန်တော်အထောင်အနေနဲ့သုံးရတော့မှာ။ ဒါပေမဲ့ तू ကစာရွက်ပေါ်မှာအထောင်ဆိုပေမဲ့လေကွင်းလယ်မှာဘောလုံးဆင်းဆက်တဲ့ဘိုင်းနဲ့အများကြီးလုံနိုင်တဲ့တော်တော်လေးကိုဘက်စလိုက်ဖြစ်တဲ့ပလေယာပေါ့လေနောက်တစ်ယောက်ကတော့ဒီကလရိုက်ရိုက်ကပုံစံကောင်းတဲ့ပတ်သက်လို့အိုက်ဒါကဘလို့ပြောသွားလဲဆိုတော့ပြိုင်ပွဲကြီးမှာတောက်လျှောက်ကစားခဲ့ရပြီမဲ့ तू ကကောင်းမွန်တဲ့ခြေစုံကိုတတ်တမထဲပြတာထားနိုင်ခဲ့တယ်အထူးသဖြင့်ပြိုင်ပွဲအဆင့်တိုင်းမှာကွင်းရဲ့ဘယ်နေရာမဆိုးပွဲတွင်းနီးပြူဟာအရာရောအသင်းကိုအများကြီးကောင်းကျိုးပြုတယ်ကျွန်တော်လူချင်းသားလည်းဒါမျိုးပဲ လတီမှာသူ့ရဲ့အရေးပေါမှုကတဖြည်းဖြည်းနဲ့ကြီးလာတယ်လို့ဒီအချိန်မျိုးဆက်လီထိန်းသိမ်းထားဖို့အတွက်လည်းသူကထူးခြားကောင်းမွန်လို့နဲ့ကစားမဖြစ်တာဖြစ်တဲ့အတွက်ဒါမျိုးသူကျွမ်းကျင်ကျင်အမြဲတမ်း performance ကိုတသမတ်ထဲပြသထားနိုင်တဲ့ကစားမဖြစ်တယ်ဆိုပြီးတော့သူကပြောသွားခဲ့တယ်အခုသတင်းတောက်ကမီးရဲ့အတိုင်းဆိုလို့ရှိရင်တော့ပုံစံကောင်းဘာကြောင့်ပြနိုင်လဲဆိုတဲ့အပိုင်းတော့ကစားမကောင်းလို့ဆိုတဲ့ပုံစံမျိုးသူလက်ပတ်ပြေသွားပါလေဒီနေရာမှာတချို့ report တွေမှာ rumor ရတွေ့ရတာက real madrid က350လောက်နဲ့ဝယ်မယ်ဆိုတဲ့သတင်းတွေလည်းတွေ့တယ်ဒါမှမဟုတ်ကျွန်တော်စိတ်ဝင်စားဘူးဒီသတင်းက ရူမာပဲဖြစ်ဥများတယ်အာဆီနယ်က rice ကိုတက်တန်းတို့ကိုစတင်လှုပ်ဆောင်နေရလဲကျွန်တော်တွေ့ရပါတယ်နောက်တစ်ခုကတော့ဒီတင်းနဲ့ပတ်သက်ပြီးပြောသွားပါလေ။ဒန်ရန်ကကစားသမားရဲ့လက်ရှိချိန်မှာတော့အသင်းနဲ့မပူးပေါင်းနိုင်သေးဘူး။သူပြောချင်တာက trainee တော့စင်ကောင်းစင်းလိမ့်မယ်။ဒါပေမဲ့အသင်းမှာဝင်ပြီးစွာလောက်တဲ့အထိတော့အရန်မနှီးဆက်သေးဘူးဆိုသူပြောသွားတယ်။နိုင်ငံတကာပွဲရက်တွေပြီးသွားရင်တော့အချို့ကစားသမားတွေပြန်ပြီးပူးပေါင်းလာနိုင်မယ်။ ဒါပေမဲ့ကျွန်တော်တို့ရှေ့လာမယ့်နှစ်ပတ်ကိုတော့ကြည့်ရမယ်အဲ့နှစ်ပတ်တွင်အခြေအနေပေါ်မူတည်ပြီးတော့ November International Break ပြီးွားရင်လူပြန်ဆုံမလားဆိုတော့တစ်ချက်တော့စောင့်ကြည့်သွားမယ်ဆိုပြီးတော့ပြောသွားတယ်လောလောဆယ်တော့ကျွန်တော်တို့ကစားသမားတွေတဖြည်းဖြည်းနဲ့တိုးတက်လာနေဆိုပြီး injury ကစားသမားတွေပတ်သက်ပြီးသူကပြောသွားခဲ့ပေါ့လေဒီနေရာမှာ Manchester City နဲ့ Liverpool အသင်းပွဲစဉ်ကိုစောင့်ကြည့်မလားဆိုပြီးသတင်းတောက်ကမေးတာအမှသူဘာဖြစ်လဲဆိုတော့မနေ့ကမှကစားမယ်ကျွန်တော်တို့ပွဲအတွက်ပဲအာယုံစိုက်ထားတယ်ဆန်နလန်နဲ့ပွဲကဘယ်လောက်ထိအရေးကြီးပြီးဘယ်လောက်ထိခက်ခဲကြမ်းတမ်းနိုင်လဲဆိုတာကိုပေါ့အဲ့ဒါကြီးကကျွန်တော်တို့အရင်ဆုံးလုပ်ရမယ့်အရာတွေ ဆိုလိုချင်တာကဆန္ဒနဲ့နဲ့ပွဲစဉ်ကိုပဲကျွန်တော်တို့လုံးဆက်ရှိရလောက်ရမယ်အဲ့ဒီမှာလဲခက်ခဲနိုင်တယ်ကြမ်းတမ်းနိုင်တယ်လွဲကူနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အခြားပွဲစဉ်ကိုအိုင်အောင်ဆိုင်နေမှာစာကျွန်တော်တို့ဖြစ်တင်တာကျွန်တော်တို့လှူထားမယ့်အရာကိုပဲအိုင်အောင်ဆိုင်ထားဆိုပြီးအာတိတာကဖြေသွားခဲ့တယ်အဲ့တော့ဒီအခြေအနေတွေကိုကြည့်လိုက်မယ်ဆိုရင်တော့အာတိတာအနေနဲ့ ဒါအသင်းရဲ့ကစားသမားကြီးနဲ့ပတ်သက်ပြီးမေးတဲ့ပိုင်းတော့ပြိုင်ဘက်နဲ့ပတ်သက်ပြီးမေးတဲ့ပိုင်းတွေရောပြိုင်ဘက်အသင်းတွေရဲ့ထိတ်တိုက်တွေ့ဆုံတဲ့ဘစ်မက်ရှိတဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးမေးတာတွေကိုအကုန်လုံးကိုပပနဲ့နဲ့ဖြေသွားခဲ့တယ်။ injury တွေတင်းနေရအောင်။ကြကြောင်ပွဲထွက်ဆက်ရက်ကိုခက်မြမြန်လေးပြောလိုက်အောင်။ရှေ့မှာလည်းမိနစ်တော်တော်လေးကြာသွားခဲ့ပြီ။ကိုသမားပရီးမီးယားလိဖြစ်တဲ့ David Raya ပွဲထွက်လာမယ်။ခန့်စစ်အနားရထားခဲ့တဲ့ Calafiori ပါလာမယ်။ကျွန်တော်တော့ဘာပဲပြော Calafiori ကိုမွေးထိုးတယ်။ Luis Kelly တော့ဒီပွဲမှာမသုံးတော့ဘူး။ Calafiori ပါလာနိုင်တယ်။ဟို Champion League မှာတော့ Hinkavi ကိုသုံးခဲ့တယ်။ ကာလာဖီရီအနားရခဲ့တယ်ဂေဗီယာမကာကြီးနဲ့ဝီလျံဆာလီဘာညာဘက်ဆုံးမှာတော့ဂျူရီယန်တင်မာဒီကာလာဖီရီဂေဗီယာမကာကြီးဝီလျံဆာလီဘာဂျူရီယန်တင်မာဆိုတာအာဆင်နယ်တင်းရဲ့လုံးဝ strong ဖြစ်ဆုံးပွဲထွက်17ယောက်မှာပါတယ်ခန်းစစ်၄ယောက်ကဲကြံခဲ့တဲ့ချန်ပီယံလိမာတော့ကပွဲပက်ခံထားတာကိုမေ့ပြီးကျွန်တော်ပြောခဲ့တဲ့ဇူရီမဒီကတော့တကယ်ပါပါပဲဒီခါတော့ ပြီးများလီဆန္ဒလန်တင်းရဲ့ပွဲစဉ်မှာဒီယန်ရိုးမှာဇူီမန်နီပါလာလိုက်မယ်အနားရထားတယ်လို့ပြောလို့ရတယ်ပို့ပြီးတော့စတာမီနာအပြည့်ရှယ်ဖြုတ်လို့ရမယ်ဒါပြီးသွားရင်လည်းသူကဟိုအင်တာနက်ရှင်နယ်ဘရိတ်ဖြစ်သွားပြီသူကတော့နိုင်ငံသင်းနဲ့တွားပြီးပူပေါင်းမှာပေါ့လေဇူီမန်နီကဒီကလန်ရိုက်ပါမယ်ဒီနေရာမှာအာဆင်နယ်တင်းရဲ့အစည်းပါဝင်လာဖို့များတယ်တကယ်လဲအာဒီဒါဆိုးဆဲမြင်နောက်ပိုင်းသုံးနေခဲ့တာအစည်းကိုရှေ့မှာလဲဒီကစားမှာမိနစ်အချို့အနားရခဲ့တာရှိတယ်အဲကြောင့်အစည်းကတော့အာဆင်နယ်တင်းရဲ့ညာချမ်းတိုက်စစ်မှာ ွင်းလက်တိုက်စစ်မှာပါလာနိုင်တယ်။အရှိမတော့အီတန်ဝမ်ရီရောပါတော့အိုက်တာသုံးပြီးတော့တကွက်ပြခဲ့တာရှိတယ်။ချန်ပီယံလိပွဲစဉ်မျိုးမှာတော့မှာလေ။အဲတော့ဒီဆန်နန်းတဲ့နဲ့ပွဲစဉ်မှာတော့ပီမယ်လိအထားကောင်းကောင်းနဲ့တဲ့ဒီကလန်ရိုက်ဆူမန်ဒီအစည်းဆိုတဲ့တွဲလုံးကိုပဲသုံးသွားနိုင်တယ်။ညာဘက်ချမ်းတက်စစ်တောင်းမှန်ဘူဂါဟိုဆာကာစကားတော့ချန်ပီယံလိမှာပနတီးယားဆင်တကူရထားတာဖြစ်တဲ့ရုံကြည်မှုတော့တော့ရှောက်မြင့်တက်နေတယ်။ဒီပွဲစဉ်မှာလည်းသူကိုရသွားဖို့များတယ်။တက်စစ်အထောင်ဒါအောင်မပြောခင်မှာဘယ်ဘက်ချမ်းတက်စစ်တောင်းမှန်နဲ့ပတ်သက်ပြီးတော့ထွက်ဆက်သုံးလာမှထင်တယ်။ကျွန်တော်လေး မိန်နူနဲ့ထရော့ဆက်ကဲကော်နရှင်ကိုကြည့်ခဲ့ရတယ်။အဲ့ဒါဘာမှလဲဆိုချန်ပီယံလီပွဲစဉ်မှာကျွန်တော်ကြည့်ခဲ့ရတယ်။တကယ်ကိုကောင်းလိုက်တာထရော့ဆက်ကန်နေပလိုက်တဲ့ cross ball ကိုမိန်နူပိတ်သွင်းသွားတဲ့အလုံးတော်တော်လေးကောင်းတယ်။ပြီးတော့ထရော့ဆက်ကမာရီနေလောက်အရန်မမြင်ဘူးဆိုတော့ညာလဲပဲတချို့ပိုင်းလေးမှာအဲ့လိုမျိုး skill ကြကြပေးတာမျိုးတွေ link up တွဲတာမျိုးတွေ box ထဲမှာ speed နေရယူတာမျိုးတွေတော်တော်လေးကောင်းတယ်။ထရော့ဆက်ပဲပေါ်ထွက်လာမယ်။မာရီနေလီရဲ့လက်ရှိခြေထိပ်အဆင်မပြေသေးဘူး။ကဲဒီနေရာမှာအထောင် အထောင်နေရာကတော့ကျွန်တော်တွေးရအောင်အရင်တော့ဆိုယောဂရက်ထက်ယောဂရက်ထက်အခုယောဂရက်ကနိုဝင်မှာ international break မှာပြန်လာမှာဆိုတော့ယောဂရက်ကနေမှာဘယ်သူပါလာမလဲဆိုတော့မီခေးမိန်တို့ဒီလိုပွဲစဉ်မျိုးမှာတော့အန်နီရိုလိုကစားမမျိုးလေးမထည့်လောက်ထည့်လဲမိနစ်80ကျော်မှအဲ့တော့မီခေးမိန်တို့ပါလာအဲ့တော့အာဆင်နယ်အသင်းရဲ့ ရှေ့ချန်ပီယံလိပွဲစဉ်မှာနှစ်ဂိုးသွင်းထားပြီးလက်ရှိအချိန်မှာလည်းခြေစွမ်းပြဖို့တာဆုနေခဲ့တဲ့မေယူနိုကိုသုံးလနေရှိတယ်။မေယူနိုပါလိုင်းဘာဒီကောင်းလဲဆိုတော့အထောင်နေရာမှာမေယူနိုကနေတာမှတ်ပြီးမဲ့ဒီနောက်ကွယ်မှာလင့်ကပ်တွဲတဲ့အပိုင်းကြီးမှာလည်းမေယူနိုကတော်တော်လေးကောင်းတယ်။အထူးသဖြင့်သူ့ရဲ့ဒီဂျူရယ်တွေမှာအတားရတာဂျူရယ်ကနှစ်မျိုးရှိတယ်။ ground jewel area jewel အဲ့ဒီ jewel နဲ့ပတ်သက်ပြီး main ကအရန်ကောင်းတယ်မြင်းတောင်ပြောရရင်သူသွင်းသွားခဲ့တဲ့ဒုတိယဂိုးမှဆိုရင်ဂိုးသမားနဲ့ရှင်ပြီးတော့ jumping ခုံတာသူကအရင် ubi တိုက်သွားခဲ့တယ် အဲ့ဒီဂျမ်မင်ခုံတဲ့အပိုင်းတွေရဲ့ဂျူဝဲရီအตาယူတဲ့အပိုင်းတွေရဲ့ဘောလုံးကိုစိတ်ပံဝဲမှုအပြည့်နဲ့ pressing ကောင်းကောင်းပေးနိုင်တဲ့အပိုင်းတွေမှာဆို main တို့ကသူ့ရဲ့အရာမောင်းအရာရောအိုက်ဒါစိတ်ကြိုက်ဘက်ဆလိုက်ဖြစ်တဲ့ကစားမတူအပြည့်ရှိတယ်။အဲကြောင့် main တို့ကအထောင်နေရာမှာတုံးလာမယ်။အဲဆိုသူ့ကိုထောက်ကူပေးဖို့အတွက်တော့နောက်ကအစည်းနဲ့ declare right ရှိမယ်။အဲ bitter yogurt ရှိသလောက်တော့ တောင်မန်ကြီးကကစားပေါက်တိတ်ချောင်မာတော့မဟုတ်ဘူးဒါပေမဲ့ main လို့လဲကျန်တဲ့ကစားမားတွေရောကရက်နီနီကတ်ကြမယ်လို့ကျွန်တော်ထင်တယ်တစ်ဖက်တော့ရှိတယ်အဲ့ဒါပါလို့ဆိုတော့ကျွန်တော်တို့ညဒီဇုံတနည်းအောင်သတိထားရမယ်ဘရင်းရှာကာကြီးနဲ့ရင်ဆိုင်မှာဖြစ်တဲ့အတွက်ရှာကာလိုကစားမမအရင်ခြေစွမ်းတောက်တောက်ပပကြီးပြတဲ့ကစားမမဟုတ်ဘူး။ဒါပေမဲ့သူကပွဲအတွင်းမှာအရေးပါတဲ့စပေလေးတွေကိုကိုယ့်ကစားမားတွေကစားပေါက်ချောင်ဖို့အတွက်လုပ်ပေးလိရှိတဲ့နောက်ွယ်ကပလီယာ။အဲ့တော့ရှာကာနဲ့ရှင်ပြီးဖိုက်ဖို့အတွက်ကျွန်တော်တို့ရဲ့ဒီထရိုင်တွေကလုံလောက်ဖို့အတွက်လိုအပ်တယ်။ဒါပေမဲ့အိုက်ဒါရဲ့ ရှေ့ကချမ်းမြလီပွဲစဉ်မှာစာလီဘာကိုကွင်းလက်ထိတက်ပြီးစော်ခိုင်းတဲ့ပုံစံမျိုးကလည်းဆန်ဒါလန်အသင်းနဲ့ပွဲစဉ်အတွက်များကြိုးပြီးပြင်ဆင်ခဲ့သလားမသိဘူးကျွန်တော်ကလေဒီပွဲစဉ်မှာလေမာတီရီလူကစားသမ်းမျိုးကိုတုံးကျင်တာအဲဆန်ဒါလန်သင်းကအဲ့ individual rank နဲ့ပတ်သက်ပြီးသူတိတ်ပြီးမဖြတ်နိုင်ဒါပေမဲ့လေမာတီနယ်လီတို့ယောဂရတို့မပါတဲ့နဲ့ခမလို့လက်ရှိဒီလူစီးရမယ်အာဆီနယ်သင်း strong ဖြစ်တုံးနိုင်မယ်လို့ထင်တယ်ဒီနေရာမှာဟင်ကာပေတို့မော်ကွယ်တို့ကစားသမ်းမျိုးတွေအများကြီးမှဖြစ်လို့ဘန်ဝိုက်ကလည်းကြံ့ခိုင်မှုအပြည့်အဝရှိတယ် စကယ်လီပေါင်ရင်ပေါ့လေစကယ်လီတောင်မှအင်္ဂလန်အသင်းစင့်ခေါ်တဲ့စင်းနဲ့မပါဘူးလို့ကြားသိရဟုတ်ပါတယ်ပုံမှန်ပွဲစားပွဲမရတဲ့ကစားမတူးအနေနဲ့ဆိုရင်တော့တော်မတူချေခြံခဲ့တာလည်းအဖြစ်တော့တော့ပြောလို့မရဘူးဒါပေမဲ့မခေါ်တော့ပါဖြစ်လေအနားရတယ်အဲကြောင့်အာဆင်နယ်တင်ဒီပွဲစဉ်ကမ်ပီယာနဲ့နိုမာအင်တာနက်ရှင်နယ်ဘရိတ်ပြီးွားရင်တော့ကစားမတော်များပြန်လာနိုင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဆိုရင်တော့ဒီဆန်နလန်အသင်းနဲ့ပွဲစဉ်နိုင်ပြီးွားရင်မန်စီးတီးနဲ့လေဗာပူးအသင်းပွဲစဉ်ကို အပေါ်စီကနေကျွန်တော်ကြည့်ရမှာပါကဲဘယ်နှကိုနဲ့နိုင်မထင်လဲကျွန်တော်ဒီပွဲစဉ်နဲ့ပတ်သက်ပြီး Z3 ဆိုပြီးခံမှန်းထားပါတယ်အဆုံးနှစ်ကြည့်ပြီးတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးပွဲနဲ့ပတ်သက်ပြီးစီးပွားဖြစ်ဖြစ်ပြောင်းလဲဖြစ်ကစားခြင်းဆိုတော့ဘိုင်ဘောက်နဲ့တောင်ကို46 46လုံး33တိန်တစ်ပတ်တောင်ကို9 93 9လောက်ညတော့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထွတ်စီမှာမြင်းမြန်းခြင်းနဲ့ဆော့ခြင်းနဲ့အကောင့်ဖွင့်နေဆိုရင်တော့အားလုံးကိုနှွေးထွေးချူဆိုပါတယ်မဆော့တဲ့ညီကိုတွေကတော့ YouTube မှာကျွန်တော်ကိုကြည့်ပေးခြင်းဖြင့်ကူညီလို့ရပါတယ်ခင်ဗျာ